အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မေလ9ရက်နေ့တနင်္လာနေ့အတွက်မိုးလေဝသခန်းမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်မြင်းကလေးရင်တဲ့အနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်မနက်6:00နာရီ3မိနစ်အချိန်မှာပျော်ပွဲမျိုးရဲ့အနောက်တောင်ဘက် -30°C ခန့်အကွာမှာအနက်16ကီလိုမီတာကိုဗဟိုပြုပြီးအင်းအား၄.၅ရီတာစကေးဆင့်ရှိမြင်းကလေးတစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်မေလ16ရက်နေ့နောက်ပိုင်းမှာ ကပလီဘီလံပြင်းမြောက်ပိုင်းကလေပြင်းအနေရေဝန်ဖြစ်နိုင်ခြေက18နေစေဖြစ်ပြီးမေလ10ရက်နေ့နောက်ပိုင်းမှာတနိုင်ငံလုံးမိုးအထင်းထင်ရွာနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။လေပြင်းအနေရေဝန်အစာပြိုချိန်မှာမြဝကျွန်မကင်ဝရန်နဲ့မွန်တရင်နာရီကင်ဝရန်ဒေတာတွေမှာလေပြင်းများတိုက်ခတ်ပြီးမိုးသိမ်းထန်စွာရွာသွန်းနိုင်တာကြောင့်ကင်ဝရန်ဒေတာတွေမှာ ပင်လယ်ထဲဝန်းဆောင်ရှာနေကြတဲ့ရေလုံသားတွေအချိန်မီကန်းကိုပြောင်းဝင်လာနိုင်ကြဖို့ကိုလည်းဥဝင်နိုင်ကထည့်သွင်းသတိပေးထားပါတယ်။ဒီကနေ့ညနေအထိကရင်ပြည်မွန်ပြည်နဲ့တရနာအတိုင်းတို့မှာ နေရာစိတ်စိတ်ကချင်ပြည် ချင်းပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာကျကျဲနဲ့ကျန်ပြည်နယ်နဲ့အတိုင်းတွေမှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပြီးရွာရင်ရာနှောင်း80ဖြစ်ပါတယ်။ ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တာမိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်အသင်တင်ကနေတိမ်ထူထပ်နေပြီးချန်ဘင်္ဂလားပင်လယ်အော်မှာတော့တိမ်နေငယ်ဖြစ်ထွန်းနေပါတယ်။မြမပင်လယ်ပြင်မှာတော့လှိုင်းအနေငယ်ကနေလှိုင်းအသင်တင်ရှိပါမယ်။နောက်နေ့ရက်အတွင်းကချင်ပြည်၊ရှမ်းပြည်၊ကရင်ပြည်၊မွန်ပြည်၊စကိုင်းတိုင်းထပ်ပိုင်းနဲ့တနင်္လာနေ့တိုင်းတို့မှာနေရာကျကျကနေနေရာစစ်စစ်မိုးထချုံရွာပါမယ်ရှင်။ကျမနွယ်နွယ်ပါ။